ားလုံးကမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ Chelsea အသင်းကတော့အခုလက်ရှိမှာသူတို့အသင်းရဲ့တမိုင်းတက်မှာမှတ်တမ်းတက်ရေးထိုးနိုင်ခဲ့ပြီးတော့အခုဥရောပဖလားတွေအားလုံးရတဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပြီဆိုတော့လန်ဒန်မြို့မှာစူဖလားတွေအားလုံးကိုကြည့်ကြည့်ရင် Chelsea ရဲ့ Stamford Bridge ကိုပဲတွားရမယ်ယူရိုပါလိဖလားပုံများတာကြည့်ကြည့်ရင်တော့ Tottenham Hotspur ကိုတွား သူတို့သုံးချိန်ရထားတယ်။ Conference League Plus ကြည့်ချင်ရင် West Ham တွေကိုတွားလို့ရတယ်အရင်တုန်းကပေါ့လေ။ Champions League Plus ကြည့်ချင်ရင် Chelsea ရှိတွားလို့ရတယ်။ Cup Winner ကကြည့်ချင်ရင် Chelsea ကနှစ်ချိန်ရတာအဆက်တစ်ချိန်ပဲရတယ်။ Super League တွေအားလုံး European Trophy တွေအားလုံးကိုကြည့်ချင်ရင် Stamford Bridge ကိုပဲတွားရမယ်။ဘုလို့ဆိုအမေရိကကိုတွားလို့မရဘူး။ဆိုတော့ Chelsea ကအခုလက်ရှိ conference မှာ red button ကိုနော်ကိုပြတ်အနိုင်ယူလေ Chelsea ပိုင်ရှင်နေနဲ့နည်းနည်းလေးသူတို့ကန်ဆိုးနေတဲ့အချက်ပေါ့လေဒီပိုင်ရှင်နေလက်ထက်မှာ Chelsea အသင်းရတင်ရထိုက်တဲ့ supply တွေမရနိုင်ပဲတိနေတဲ့အချိန်နေနည်းနည်းလေးတိလွယ်တိလွယ်တိလွယ်ဖြစ်နေတဲ့အချိန်မှာမနေ့က Mauricio Pochettino ကိုထောက်ပြီးတော့ Anzo Barca ကိုထည့်ခဲ့တဲ့အချိန်မှာ lesson နီးပြဟာဒီရူးအတွက်ကြီးမားတဲ့တာဝန်ကိုထမ်းဆောင်နိုင်ပါမလားလို့တော်တော်များများတန်တရားဝင်ကြတယ် အခုချိန်ဒီလေချယ်ဆီကွန်ဖရင့်စ်ရလို့ချယ်ဆီပြည်သက်တွေသဘောမကျတဲ့သူတွေရှိအောင်မယ်ဒါပေမဲ့ကျွန်တော်ပြောချင်တယ်ဗျာခင်ဗျားတို့ကိုရာသီအစမှာလက်ရှိဒီချယ်ဆီအသင်းဟာချန်ပီယံလိဝင်ခွင့်ရမယ်ကွန်ဖရင့်စ်ချန်ပီယံဖြစ်မယ်ကွန်ဖရင့်စ်မှာဘိုလူပွဲမှာ comfortable တတ်တောင်းတတ်တာနိုင်မယ်ဒီလိုမျိုးဆိုရင်ခင်ဗျားတို့လက်ခံပါတေချာပေါက်လက်ခံပါဒါအဆုံးသတ်မှာဒါပဲအစကောင်းကြီးမှာကောင်းမယ်ဒါပေမဲ့အနောက်တေချာပြီးတော့အဆုံးသတ်မှာအောင်မြင်ဖို့ကအဓိကပဲ ်ပို့ပြီးတော့ကျွန်တော် impressive ဖြစ်တဲ့ချက်က Chelsea ဟာလက်ရှိ European အသင်းတွေထဲမှာရော Premier League မှာ one of the youngest average team ပဲဒါကု Chelsea ကဒါနောက်ထပ်နောက်ထပ်သော potential အခြေအနေတွေအများကြီးရှိတယ် European trophy ရပြီးတဲ့အချိန်မှာလာမယ့်မကြမီအချိန်တွေမှာပဲ Chelsea က Champions League ပြိုင်ပွဲဝင်ခွင့်ရမယ့်အချိန်မှာ Chelsea အသင်းရဲ့ starting line up က Chelsea Conference မှာကစားခဲ့တဲ့ Chelsea တင်းရဲ့ပထမဦးစားပေးဆက်တယောက်ဟာ24နှစ်36ရက်ပဲရှိတယ်ကျွန်တော် Premier League မှာဆိုရင် Chelsea ကအသက်23နှစ်ကျော်ပဲရှိတဲ့ youngest team ဖြစ်တယ်အခုလေအခုထပ်ပြီးရန်ကက်စီဒီကြားထဲမှာဆန်တိုစတိုဝီလျံတို့လိုချက်တိတ်လေးတွေအများကြီးထက်ရောက်လာအောင်မယ်အသက်အကြီးဆုံးပြားခန်နေဂျူပရီဟောချက်စီကွင်းတွေကိုဝင်လာချင်မှာ26နှစ်ရှိပြီတကယ်တော့တခြားအသင်းတစ်သင်းမှာ26နှစ်ဆိုတော့မဆိုးချက်စီမှာအသက်အကြီးဆုံးနှီးပါပဲ ချယ်ဆီမှာအသက်ရှိလို့အဲ့ဒါကချယ်ဆီအသင်းရဲ့အားသာချက်ပဲဘသူနဲ့မှမတူတဲ့အချက်အခုယူရိုပီယံပြိုင်ပွဲတွေအားလုံးကိုပိုးဆွဲနိုင်တဲ့တစ်ခုတည်းသောအသင်းဒါယူရိုပီယံထရိုဖီကိုသူတို့၉ချိန်နောက်တစ်ခုကပေါ့လေအခုလူတိုင်းပြောပြောနေတဲ့ Giao and the Dot ဆိုတဲ့ Casio ကိုချယ်ဆီကဖျက်ချလိုက်တယ် sorry ပဲငါတို့လည်းတော့မဖြစ်နိုင်ဘူးဆိုပြီးတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခု upset တွေဖြစ်သွားကြတယ်ဒါပေမဲ့ sorry ပဲ ဒီကလို real battle data ပို့ဆိုရင်တို့အတွက်တမိုင်းတစ်ချောင်းပထမဆုံး European trophy ဒါပေမဲ့ sorry ပဲငါတို့နဲ့တော့မဖြစ်နိုင်ဘူးငါတို့က underdog တွေအတွက် championship ဘူးငါတို့လို့ငါတို့လို့ဒါပဲဆိုချယ်ဆီက first division လည်းဖြစ်တယ် premier league လို့ပြောရတဲ့ပြိုင်ပွဲမှာ6ချိန် champion ဖြစ်တယ် first division လို့ခေါ်တဲ့ပထမပြိုင်ပွဲ55မှာတစ်ချိန် champion ဖြစ်ပြီးတော့ Mourinho စတဲ့2005ကနေစပြီးတော့2006 2010 2015 2019ဆိုတော့2005 2006မှာ Jose Mourinho 2009-2010မှာကာလိုအန်ချယ်လော့တီ2015မှာဂျိုဆေမော်ညိုနဲ့2019မှာအန်တိုနီယိုကွန်တီ now chelsea သင်းကအာဖရိကမှာသူတို့၈ချိန်ပိုဆွဲတယ် efl ကမှာ၅ချိန်ပိုဆွဲတယ် efl ကက chelsea တို့တော်တော်လေးကန်ဆိုးတာနောက်တစ်ခုကအာဖရိကလည်းပါတယ် chelsea ကလမ်ပတ်လက်ထက်မှာစတိုက်ဒုတိယတွေကြီးပဲ chelsea က၃နှစ်စတိုက်ဒုတိယရတဲ့အထိဖြစ်ခဲ့တယ် antonio conte လက်ထက်မှာရောစတိုက်ဖြစ်ခဲ့တယ် efl ကနည်းနည်းလေးသူတို့ဘယ်လိုပြောမလဲ2017 18မှာ antonio conte ရဲ့အသင်းက jose mourinho ကို အဲ့ဒီဟာဆက်ရဲ့ပရီလက်နိုင်ပြီးခဲ့တဲ့ကတည်းက Africa မှာသူတို့နည်းနည်းလေးကမ်ဆက်ဘူးဒါပေမဲ့ European ပြိုင်ပွဲတွေရောက်ရင် Chelsea က2009 2008မှာသူတို့ final ရှုံးတယ်ဗျအဲ့တော့က Man United ကို Cristiano Ronaldo ရဲ့ခေါင်းတိုက်ကိုသွင်းတယ် front lampard ပြန်ချီတယ်အချိန်ပိုမှာ drop ပါထုတ်ခံရတယ် penalty ဆုံးဖြတ်ရောက်မှာ John Terry အနိုင်ကိုရရမယ်အစား slip ဖြစ်သွားတယ်နောက်ဆုံး Nicholas Anelka အလုံးကို Anderson save ပေးပြီးတော့မှ Man United champion ဖြစ်သွားတယ်ဆိုတော့အဲ့2009 2008မှာသူတို့ champion မဖြစ်ပေးနဲ့ final ရှုံးသွားတဲ့ Moscow final ပြီးကြတဲ့ကနေ2012 Champions League final မှာ Bayern Munich ကို penalty ဆုံးဖြတ်မှာသူတို့နိုင်တယ်2013 Amsterdam မှာကစားတဲ့ Benfica နဲ့ Europa League Final မှာသူတို့2-1နဲ့နိုင်တယ်။နော်ပြီးတော့မှ2019 Baku မှာကစားတဲ့ Arsenal နဲ့ Europa League Final မှာသူတို့4-1နဲ့နိုင်တယ်။နောက်2021 Porto မှာကစားခဲ့တဲ့ Champions League Final မှာ Man City ကို1-0နဲ့နိုင်တယ်။ ိုက်ကနေမှတဆင်အခု conference 2025ခုနှစ် final မှာဘူဘတ်တစ်ကို4-1နဲ့နိုင်တယ်ဆိုတော့အဲ့2008မှာသူတို့ show me gate က Chelsea က all european final တောက်လျှောက်လိုက်တယ်ဒီကြားထဲမှာ super cup ကအပူနှစ်ကြိမ်ပိုဆွဲတယ်1998နဲ့2000 2001မှာပိုဆွဲပြီးတော့ကက်မွေးနာကက်ကတော့အရင်နှုန်းနဲ့ကာဗွန်နာ1981နဲ့1998မှာပိုဆွဲတယ်ဆိုတော့အန်ဆိုမာရက်စကာကအီတလီယန်နီးပြတွေချယ်ဆီမှာအောင်မြင်ခဲ့တဲ့အစဉ်လာအတိုင်းအကုန်လုံး record ယူတယ်ဆိုတော့ VR ပိုဆွဲတယ်ကာလိုအန်ချယ်လိုတီပိုဆွဲတယ်ဒီမတီယိုပိုဆွဲတယ်ဒီမတီယိုပိုဆွဲပြီးတဲ့အချိန်မှာအခုအန်တိုနီယိုကွန်တီပိုဆွဲတယ်မူရစီယိုဆာရီပိုဆွဲပြီးတော့အခုနောက်ထပ်အီတလီယန်နီးပြအန်ဆိုမာရက်စကာဆိုတော့သေချာတော့ချယ်ဆီနဲ့အီတလီနီးပြတွေဟာကန်ဆက်တယ်လို့ပြောလို့ရတယ် ီနီးပြတွေနဲ့ဆူပလာတို့ချက်စီအမှန်တိုင်းပြောရင်ရိုမန်အေဘရာမိုဗစ်လက်ထက်မှာနီးပြတယောက်ထုတ်နောက်ပလာယူနီးပြတယောက်ထုတ်နောက်ပလာယူနဲ့အောင်မြင်တဲ့အသင်းထော့ပိုလီနဲ့အက်ဘာလီတို့ရဲ့ clear lake capital တို့စပြီးဝယ်တဲ့အချိန်မှာနည်းနည်းလေးသူတို့တိုင်ပတ်နေတာသူတို့တိုင်ပတ်နေဒါပေမဲ့သူတို့အခုလက်ရှိပြ Premier League မှာ Yanker Squad ကိုပိုင်ဆိုင်ထားတယ် FFP အတွက်သူတို့စိုးရိမ်ကြမရှိဘူးသူတို့ကောင်းကောင်းလူရောင်းနိုင်တဲ့ quality ရှိတယ်နောက်ထပ်သူတို့ရှင်မှာတောင်တင်းလာတဲ့အရန်အင်အားရှိတယ်တောင်တင်းလာတဲ့ squad အင်အားရှိတယ် ပိုရှန်တဲ့ကစားမတွေကိုသူတို့နောက်ထပ်ပိုင်တဲ့ straw ဘုတ်ကိုပို့ထားတယ်။အဲ့မှာပိုကောင်းလာတယ်ကစားမရှိတယ်။ဆိုတော့ကစားမတွေအားလုံးက contract ပြောင်းမှာတော့မပို့တာ။အကုန်လုံးက2030 31 32အကုန်လုံးချုပ်ထားတာ။ Chelsea မှာအခုလိုအပ်နေတာအခုပိုင်ရှင်တွေကဗာပြောလဲဆိုတော့ contract မှာပိုဆွဲပြီးတာနဲ့သူတို့တိုက်စစ်မှု၄ရောက်ထုတ်လိုက်တယ်။ Liam Delap ရဲ့ Benjamin Sesko ရဲ့ပြီးတော့မှ Victor Gyokeres အပါဝင် တိုက်စစ်မှု၄ရောက်သူတို့ရထားတယ်။အဲ့တိုက်စစ်မှု၄ရောက်ကသူတို့လိုချင်တယ်။ ဒါ Sasco ရဲ့ Yorkres ရဲ့ Lean Dealer ရဲ့ iTransfer ဘက်က Hugo Akitiki ဆိုတော့ Chelsea Passion ကတေးကြတယ်ငါတို့လိုအပ်ချက်ကတိုက်စစ်ဘာလို့ဆို Jackson ကိုသွင်းလာမှာပဲပဲ Jackson ဒါတခြားတိုက်စစ်မှုဆိုရင်ဥမာ तू ဝင်သွားတဲ့တတိယအလုံးကို तू မဝင်ဘဲနဲ့မတော်တဆတာဘတ်တီချီပါကိုပေးရမယ်ဆိုအဲ့မှာအချိန်ပိုဒီပါထက်ကန်တိုင်ပတ်သွားမှာဆိုတော့ Chelsea ကအခုတေးကြတယ်ငါတို့ clearly တေးကြဖို့အားဖြစ်မယ်ပိုင်းကတိုက်စစ်ပိုင်းပိုင်းရှင်နေနေအောင်စပြီးတော့ဒီပိုင်းရှင်နေနဲ့လက်တိတ်နေတာကြာပြီဒါတို့တို့ပထမဆုံးဖလား အန်ဇိုမာစကာတဲ့ဖလားတော့ဖလားနောက်ကိုပါမာဘီကိန်းပလေယာတွေကခိုက်ဆီရိုတို့အန်ဇိုဖရန်တက်စ်တို့ကိုပါမာတို့ဘီကိန်းပလေယာတွေကျွန်တော်တင်တော့ချက်စီအနေနဲ့ဆန်ချိုကိုကိထားတယ်အဒီစပတ်တဲ့နတ်တင်ဖြစ်တော့သူတို့အားကိုးရတယ်ဗျာဒီကလို့မိုးတွေ့မရှိတော့ချက်စီကကျွန်တော်ပြောချင်တာတောင်ပင်ကစားမတယောက်ထပ်ဝယ်ခြင်းဝယ်လိုက်အထောင်တိုက်စီမှုတယောက်ထပ်ဝယ်လိုက်ပြီးရင်စန်တာဘက်တယောက်ဝယ်ဒါဆိုလုံလောက်ပြီဘာလို့ဆိုဘေဘချန်ကမခူခွဲလာတော်တော်ကောင်းတယ်ဗျာညာဘချန်မှာโอเค reach ရဲ့ fitness ကပဲနည်းနည်းကြည့်ရမယ်ကိုယ်သမားကနည်းနည်း shaky ဖြစ်တယ်ဒါပေမဲ့ ဖဲလီယိုကင်စင်တော်တော်လေးကောင်းတယ်ဆိုတော့အခုချက်စီကအခု European ပြိုင်ပွဲကိုတူတဲအားဖြင့်၉ချိန်ချန်ပီယံဖြစ်တယ်ချန်ပီယံလိနှစ်ချိန် Europa League နှစ်ချိန် Conference League တစ်ချိန် Super Cup နှစ်ချိန်ပြီးတော့မှ Cup Winner Cup နှစ်ချိန်နဲ့တူတဲ၉ချိန်ချန်ပီယံဖြစ်တဲ့ FIFA Club World Cup ကိုတစ်ချိန်ဆဲချိန်ပြည်ရင်းဒိုမက်စစ်မှုတ်ပဲနဲ့ဥရောပနဲ့နိုင်ငံတကာဖလားဆယ်ချီရဖို့တဲ့အခုသူတို့ကလပ်ဝေါ်ကတ်သွားပြိုင်ဖို့ရှိတယ် 2021ကချန်ပီယံဖြစ်ခဲ့တဲ့အချိန်ကြောင်းဆိုတော့တေချာတော့အခုလောလောဆယ်မှာပိုင်ရှင်တွေကအသင်းရဲ့ကွင်းသစ်စီမံကိန်းထောက်မှုမရှိတဲ့အချိန်မှာတေချာတဲ့အက်ပါလီတို့ထော်ပိုလီတို့ကနီးပြပေါ်ယုံကြည်မှုပေးထားလို့လက်ရှိချယ်ဆီကဒီအောင်ပွဲကနေစပြီးတော့ challenge round ဖြစ်ပြီးတော့အရင်လို glory supply တွေ supply တွေကိုဇက်တိုက်ရတဲ့ Roman Abramovich ရဲ့ Chelsea အသင်းကို ပြောင်းသွားနိုင်မယ်လို့ပြည်သက်တွေယုံကြည်ကြလား Champions League ဖို့လာပြီး စုပလတ်ခုနဲ့အဆုံးသတ်တဲ့ကောင်းမွန်တဲ့ဒေတာဖြစ်ပြီးတော့ကလပ်သင်းတွက်အကုန်လုံးဟာနောက်ထပ် level တစ်ခုကိုတက်။ဘာလို့သူတို့မှာ world class ရှိတဲ့ midfield အတွဲရှိတယ်။ world class ရှိတဲ့တောင်ပိုင်း area တွေရှိတယ်။သူတို့လိုအပ်ချက်က center back တွေမဆိုးဘူးဗျာ။တယောက်လောက်ပဲဖြစ်ရမယ်။ full back ထဲမှာ Kukurela တော်တော်လေးကောင်းတယ်။ maybe right back တနေရာဖြစ်ရမယ်။ဒါလောက်ပဲ။ Chelsea ရဲ့ရွှေရောင်နေရက်တွေကိုပြန်ရောက်နိုင်မယ်လို့ထင်လား။ပြန်ရောက်ဖို့ဘယ်လောက်လိုတော့လဲ။ Youngest ever squad เนาะ။ ဒီချက်ကခြေစည်းအားသာချက်ပါအားလုံးကျေးဇူးတင်ပါတယ်